ဘာဖြစ်လို့တရားဓမ္မတွေကြောက်ကြိုက်တယ်ခဏခဏပေါ်နေရပါလိမ့်မလို့ဆိုတော့အိုးသူအကုသိုလ်ကံပရာပရိယကံတွေကနောက်တုန်းကပြုထားတဲ့အကုသိုလ်လေဆုံးငှက်ချက်တွေကနောက်ကလိုက်အဲ့ဒါအကုသိုလ်လိုက်ရှင်းမလားဗာရင်းလိုက်အကုသိုလ်လိုက်အဲ့ဒီအကုသိုလ်တွေကလိုက်နေတော့သူတို့အကျိုးပေးမလို့လိုက်မင်းတို့စီပွားပြည့်အောင်လူသေးအောင်ယောဂထူအောင်ဘဝများယောဂပြုထားတဲ့အပရာပရိယတွေကမလိုက်နိုင်ဘူးလား အဲ့ဒါကျတော့ဘာနဲ့တရားမှာတုံးဆိုတော့မေကွန်းလိုးလာလိုက်လာတယ်မလိုက်လာဘူးဆိုတာတော့မမေးနဲ့တော့လိုက်တာသေးကြတယ်လိုက်တာသေးကြတော့ဘယ်လိုလိုက်တာသေးကြသုံးလို့မေးတဲ့ခါကျတော့ခင်ဗျားတို့ကျတော့ဒီရင်ဆိုင်နဲ့ဆံကန်းနဲ့နေလာခဲ့ရတယ်ဘေကကလာမှဒီကောင်းတဲ့ရေလို့ဟုတ်ဘူးလားမကြရဘူးသတ်တန်တွေဖြတ်တန်တွေခိုးတန်တွေဝက်တန်တွေတိုက်တန်တွေ ဟုတ်လားသေကံဒီပဲအမျိုးမျိုးပုံမကကြီးကဝိုင်းနေတယ်ဆိုတာစိတ်တွင်းကလည်းကကြီးဝိုင်းနေလို့သဘောကျစိတ်ပြီးတော့လည်းကအမျိုးမျိုးတိုက်နေလို့မဆုံးနိုင်ဘူးလားအဲ့ဒါဘေကံကြီးကလိုက်လာလို့ဒီတို့မှဒီကြောက်ချင်းလန့်ချင်းအလုတ်တွေဖြစ်နေရပါလိမ့်မလဲလို့မေးဖို့မလိုဘူးဟောဒီအလေဆုံးငှက်ချက်လိုက်နောက်ဘဝက ဘဝပေါင်းများစွာကပြုထားတဲ့အလေစိတ်အကုသို့အလေစုံငါးချက်ကနောက်ကလိုက်သူအတ္တရဘဝကစရည်နိဗ္ဗာန်ရသည့်ဘဝတောင်လိုက်တတ်တဲ့တရားဒါဖြင့်တို့မှကြောက်လန့်ပြီးဘေကကလမှာရောင်ခြင်းဝယ်ခြင်းနဲ့အင်းနေရတာစိတ်လက်ကောင်းမွန်ချပြီးနေရတယ်မရှိဘူးဘယ်နဲ့များချိုးပေးပါလိမ့်မလို့လို့မမေးနဲ့ဒါတွေလိုက်ဘယ်တော့မှအရင်လိုက်တာပါလေ နောက်ဘဝများစွာကတွေလိုက်အဲ့တော့ကျွတ်မှလေလိုကံနေနောက်ကလိုက်နေတယ်ဆိုတာသဘောကျဒါဖြင့်ကံလိုက်တယ်လို့ရှိရင်ဖြင့်ကံနဲ့တားမရရှင်းမလားဗာလိုက်နေကံလိုက်နေကံနဲ့တားမရရှင်းမလားကံနဲ့လာတာကိုကံနဲ့တားမရမယ်ဆိုလို့ရှိရင်ဖြင့်တရားဓမ္မတို့ ခုနှစ်နှုန်းကဝိပဿနာရရှိတဲ့အခါမှာဖြစ်ပြက်မြင်မကံ၅ပန်းပါဘူးရှုကျင်တဲ့စေရနာကောင်ပါဘူးလားဒါနဲ့ဒီထဲမှာကံလည်းပါတယ်ညံလည်းပါတယ်ရှင်းမလားပရမဇောတဲ့ဘာပါပါလိုက်ကံလည်းပါတယ်ညံလည်းပါတယ်ကံကကာသတာဖြစ်နေပါတယ်ညံကတော့ဖြစ်ပြက်မြင်သောကြောင့်သူတ္တတိပဲရှင်းမလား တဲတကသဗ္ဗမဇောတဲ့ပါလဲပါပါလိမ့်။ပါလဲပါပါလိမ့်။ဒါဖြင့်ဒီကัญญာနဲ့ခမည်းတော်နောက်ကကံတွေကိုတားရမယ်။မှန်ပါဗျာ။ဒါလည်းဝိရိယနေ။ရိပါဗျာ။ဘာနဲ့တားရမလဲ။ဒီကัญญာနဲ့နောက်ကလိုက်လာတဲ့အလေဆုံးကားချက်ကံတွေပေါ့ဗျာ။အဲ့ဒါလေဒါနဲ့မှ မတားလို့ရှင်ဖြစ်ကုန်ဖြစ်ပါဘုရားအဲ့ဒီတော့ကိုဘုရင်ကခုရှင်းလင်းပြီးပြောနေတာက တကယ်ဓမ္မတို့ကအေးဆက်ဆက်နေမှာစူးလို့နော်ဒီလိုလိုက်နေတာမရှိလို့ရှိရင်လည်းခိုင်းနေကြဖို့အခုတော့လိုက်နေတယ်ဆိုတာကလည်းခင်ဗျားတို့နှစ်ပေါင်း20တိုင်နဲ့နေလာခဲ့ပြီအထိတ်ကလည်းပဲနေပြီးခဲ့ရတာပဲပြီးခဲ့ရပြီလားပြီးခဲ့ပြီပြင်းရတယ်ဟိုဘုံနေကြပါရကြတော့ငါရှင်ကိုရင်ကိုရပြစ်ပြီးပြေးကြပြေးရပြေးရဒီကံနေလိုက်တယ်ဆိုတာကသိကြပါလား အဲ့ဒါအွန်တို့အနောက်ကဒိတ်ကံတွေကဘာကံတွေပါလိမ့်မလို့လို့မေးလို့ရှင်အကုသိုလ်ကံတွေလိုက်သဘောကျဒါဖြင့်တရားကုသိုလ်ကံတွေကိုဘာနဲ့တမ်းမတုံးလို့ဆိုလို့ရှင်ယခုဘဝဥပဒနာအထုတ်တဲ့ပထမဇောတိဥသောကံနဲ့ညာနဲ့တားပါဘာနဲ့တားကြမလဲရှင်းမလားရှင်းပါဘုရားသခင်ရေစား ဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးဒီပြောနေတယ်ဆိုတာကိုလည်းသိရပေါ့အသံမလန်နေနေမျိုးဖုံမုံခင်ဗျားကြက်တော့ကြက်လုံးဝနေရမကြဘူးဆိုတာသိတယ်မလားသိနေတော့အော်တို့အကုတ္တကံလိုက်နေတယ်ဆိုတာပါလားပါ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 လားတော့ဒီဆိုးကိုကျွတ်တို့အကုရပါ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 ဒါပြန်အတ္တရတနောနာထောဆိုတဲ့အတိုင်းမိမိပြုထားတဲ့ဒီဥပဒနာကုတ္တပဲအကုရပါ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 ကုတ္တရဲ့မှာလဲဒီပရမဇောပဲပါပါ အခုရေဒီကကွယ်သိမှာကပြန်သူ့ပဲရှင်းမလားဒါပြန်ဒီဥစ္စာမလုတ်ဖင်းနေလို့ရှင်ခမရတို့နောက်ကန်နေရထင်သူကျုပ်ပြန်သူ့ကိုအားထုတ်နေလို့ရှင်ဖြင့်သူကဒါလိမ့်သူကုသိုလ်ကုသိုလ်ဆိုတာဘာလို့တတ်ကြတယ်ဆိုတော့အကုသိုလ်ကိုဖြတ်တတ်တယ်ကုသိုလ်ဆိုတာဘာလို့တတ်အကုသိုလ်ဖြတ်တတ်တယ်ဆိုတော့ တခါသက်ရေးနေရောပေါ့အင်းဒီကုသိုလ်မရှိရင် तू က10နိုင်ချုပ်ပြီဒီကုသိုလ်ရှိနေ तू ကဖြတ်ပဲမင်းတို့မလာခဲ့နဲ့ဆိုပြီးဖြတ်မပေးဘူးအဲ့တော့ तू ကဖြတ်ပင်မဧကံသီးရဲ့သားနဲ့မှจิตုကလက်နဲ့ကောင်းကိုယ်လက်ထဲကိုညံတဲ့ကိုဝန်းတဲ့မထားဘူးဆိုလို့ရှိရင်မင်းတို့နောက်ကလိုက်လာတဲ့ကံတွေချင်းလို့စီမံမယ်ရှင်းမလား နောက်ကလိုက်လာတဲ့ကံတွေကဘာလဲသင်္ကြန်လို့စီမံနေမှာဘယ်နဲ့ရောက်သင်္ကြန်လို့စီမံနေမလို့ဆိုတော့အတားမရှိလို့အရှိမရှိလို့သူတို့ဝင်ရင်လို့ဝင်တယ်ဟုတ်လားကူကျင်납ဒါဖြင့်ခမည်းတော်ကြားဘူးတဲ့တိုင်ပထမဆုံးကဒိဋ္ဌဓမ္မရှုပေးတယ်ကွာသဘောကျအဲ့တော့အာဟုဇုပထမဆုံးကလည်းဒိဋ္ဌဓမ္မရှုပေးတာပဲအခုဝိပဿနာပရမဇောကရော ဲ့ဒီဟာကိုကိုးစားအားထားပြုကြလို့ဆိုတာခင်ဗျားတို့လုံးမရမယ်လို့မလုံးလို့ရှိရင်တော့မလုံးလို့ရှိရင်ဒီလိုပေါ်ခုမပေါ်ဘောလာလို့ရှိရင်လည်းဒါနကုသိုလ်တဲ့သူထက်တယ်သီလကုသိုလ်တဲ့သမထကုသိုလ်တဲ့ဒါပြင်အဆဲဆုံးကုသိုလ်လို့ဆိုရင်လွဲသလားအဲ့ဒီတော့ဓမ္မတွေဒီဟာကိုများများဝန်းတဲ့မှာ ပထမဇောပေါင်းခဏခဏပေါ်ဖို့တခါသိုက်ရေးကြည့်ရေးကြည့်ရေဆိုတာသဘောကျ။ကောင်းပြီဒါဖြင့်ရွတ်တို့ခမရတို့စီဘယ်လိုနေရဘယ်လိုထိုင်ရမလဲလို့မေခွန်းထုတ်လို့ရှင်းဖြင့်ဥပဒနာရှိနေမယ်ပြောလိုက်တာပေါ့။ရှင်းမလား။ရှင်းပါဘူး။ဘယ်လိုလုပ်နေမလဲ။ဥပဒနာရှိရင်ဒီဇောကစလား။ဟုတ်ပါဘူး။တပည့်ကျဒီဇောမပါဘဲနဲ့ရှင်းလို့ရ။ရှင်းပါဘူး။ ါပဲတရားဓမ္မတို့ဒီဥစ္စာရွတ်တွေးကိုးစားရအာဒါယရှေအကုသို့နောက်ကပါလာတဲ့အရေကိုလည်းသူဖြတ်ဖြတ်ပြီသူကကောင်းချိုးသူကပြေးပလိုက်တပည့်ကြသူကဒီဘုရားမှာယူပေးမဲ့တရားဖြစ်လေသောကြောင့်လူကောင်နဲ့ကောင်ဖြောင်းတာသူမလုပ်ဘူးကတ်သုံးပါးကြော်လွှားနေအောင်ရှိပါဦးဆရာရနာတို့ဖွင့်ပြောအောင်ဒါပဲတတ်ဒါပဲတတ်နေတယ်သူက ဒုတိယဘုရားတော့မင်းကျိုးပေးတယ်မှာဆိုတော့ तू မပေးနိုင်ဘူးမစွမ်းနိုင်ဘူးတဲ့ဒုတိယဘုရားကျိုးပေးဖို့တော့ तू မစွမ်းနိုင်ဘူးဒုတိယဘုရားကျိုးပေးမှာလေဒီရှိနေဘူးတတိယဘုရားကျိုးပေးမှာဒီငါးခုရှိနေဘူးအဲ့တော့ तू စခန်းနဲ့ तू တပ်ပိဉ္စရွှေဉဏ်တော်နဲ့ပြောထားတယ် तू ကျိုးပေးဘူးဘုရားမှသိတာဘူးတတဘာဘူးဘုရားကြီးတတိသားရင်ဖြစ်လေလို့သာဓမ္မရေဒီဟာကုကြဆိုတော့ तू ဟောတဲ့တိုင်ဟောရတယ် သဘောပါလားအဲသဘောပါလို့ရှိရင်ဖြင့်တပည့်တော်တို့ဘာနဲ့ဒီကြိုက်ကြောင်လို့အောင်မာတော့မေးရင်ဖြေထွက်ပါလားဘယ်လိုထွက်ပါလဲဝိပဿနာဗရမဇောပေါင်းများများလို့ဖြစ်ဖြစ်နည်းနည်းမြင်အောင်လို့ယူမယ်ဖြစ်ဖြစ်ခဏခဏမြင်အောင်လို့ယူမယ်ဒါကတိုက်ဘာနဲ့နေလဲဖြစ်ဖြစ်ခဏခဏမြင်အောင်ဆိုတော့ပထမဆုံးမြင်တာဗရမဇောပဲ ဒုတိယမြင်တာကသဘောကျတတိယမြင်တာကတတိယဇောပဲဆိုတာသိကြပါလားဒါဖြင့်ပထမမပါဘဲနဲ့ဒုတိယတတိယစရုဋ္ဌသတ္တမမဖြစ်နိုင်ဘူးဆိုတာသဘောကျလားဒါဖြင့်သူစီကားလို့ဆိုရခြင်းကံတအကုသို့ကံကိုတားတဲ့တရားရှင်းမလားရှင်းပါဘူးဘယ်နဲ့ဆိုပါမလဲအကုသို့ကံ အကုသိုလ်ကံကိုတားတဲ့တရားလို့တခါတိုက်ဆိုပြီးတော့ဒါဖြင့်ကုသိုလ်တွေပါကေကလျာဏိရှင်ယာဏိကံပင်ဝိဇ္ဇံတင်းသည့်ကုသလာကုသိုလ်တွေဆက်စုပ်ွယ်ဖြစ်ကုန်သောပါကေရုပ်မှာကုန်သောဓမ္မေနောက်ကလိုက်ရတဲ့အကုသိုလ်တရားတွေကိုစိန်တန်းတိဒီပရမဇောကဖြတ်တိုက်နောက်ကလိုက်ရတယ်မလာခဲ့နဲ့ကွာသူဖြတ်တတ်မှန်ပါပါ ရှင်းမလားဒါဖြင့်သူပဲကျတော့ဒီကိုးစားရာတရားရှိလောက်ရတော့မယ်ဆိုတာဖြင့်ဒါယနေ့တိတိလင်းလင်းပန်းရပါပဲရှင်းမလားဒါရင်ဘာကုကြမလဲဥစုပရမဇောအာကုအာကုသူတွေနောက်ကရှိသလားမရှိသလားလို့မမင်းနဲ့လူတိုင်းရှိရှင်းမလားဘယ်ပုဂ္ဂိုလ်မရှိဘူးလို့ဆိုလို့ရတယ်အဲအာကုသူရှိတယ်မရှိတယ်တရားဓမ္မတွေ ကိုဖြစ်စဉ်သာကူကြည့်ဝိနည်းပါး၅၀တန်ဘယ်လိုနေခဲ့ရလဲဆိုတာသာရှိပြီးတော့ဘယ်လိုပြောကြအကုသိုလ်ရှိတဲ့တပည့်တော်ဗျာဒီရသွားရကြောက်ရလမ်းရဟုတ်လားဒါနဲ့ပဲသာကြီးလာခဲ့တာပဲဖြစ်အဲဘယ်နဲ့ကြောင့်ဒါတွေတွေ့ကြုံရပါလိမ့်မလို့ဆိုတော့နောက်ကလိုက်လာတဲ့ကံဒီရှင်းမလားနောက်ကလိုက်လာတဲ့ကံတွေကိုဒီက မဇောနဲ့မှမတားရင်ခမည်းတော်သူတို့ထင်တယ်လို့အကျိုးပေးလိုက်မယ်ဘယ်လိုလဲအဲထင်တယ်လို့ကျိုးပေးမှဖြစ်နေတော့တရားဓမ္မတွေကိုးစားရဖြင့်သူ့ကိုထားမှာသဘောကျကောင်းပြီဒါဖြင့်ငင်းမလာခိုးသူကြီးဒီဝိပဿနာဇောတွေကြောင့်တရားဓမ္မတွေနောက်ကလိုက်လာတာတွေကံတွေကတော့ဖြင့်မနှဲလှပါဘူး နောက်ကလာတဲ့ခန္ဓာကတော့မနေလာဘူးပေါ့ဗျအဲဒီခန္ဓာကိုမနဲ့တားလိုက်တော့ဒီပုဂ္ဂိုလ်ဒီဒီဘဝမှာလည်းရမ်းတာဖြစ်မဲ့ကြောင်ဖြစ်ဆိုနိုင်ငွေဟိုနောက်ကလိုက်လာတဲ့ခန္ဓာလည်းဘဝကလည်းလူမိုက်ကြီးဖြစ်ခဲ့တာအတိတ်ဘဝကလူမိုက်ကြီးပဲအဲဒီလူမိုက်ကံတွေလည်းယခုရတဲ့မက်ကဖြတ်ချိုက်ဒီဘဝမိုက်ထားတာတွေကိုလည်းယခုဘဝကမက်ကဖြတ် တပည့်ကြနောက်ကိုသံဃာရေလို့မဲ့မရသေးလို့မိုက်လက်တန်နေကိုလည်းသူကဖြတ်တယ်ဒီမဲ့ဆောကဖြတ်တယ်ရင်းနေလားဒါဖြင့်ဩဒီလိုပုံကိုယ်တွေ၆လိုက်လို့ရှိဖြင့်တို့ဒီကားလို့ရှိရင်900ရအထာရရှိလက်ကင်တွေ့ပြီလို့ဆိုတာဆုံးဖြတ်တယ်ဖြတ်သဘောပါလား နတ်တော်ရင်ဗျာအခုကကြီးထဲမှာကျုံသွားပြီးသေသေသေသနဲ့ပြည့်လို့သေလန်တို့ပြီးဒီကလာသေးကြပြုကြမြင်းမြုပ်ဖုံဖုံဟတ်တော်ကြီးကဘယ်သဘောတုံးလို့မေးတဲ့အခါကျတော့ဇောခွန်ရင်ရှိတဲ့နဲ့ကသူနောက်နောက်ကအပရာပရိယကံတွေကလိုက်မလာဘူးအဲ့ဒီကံတွေကိုဒီဘုရားသူ့စိတ်ကလည်းမကောင်းဘူး မကောင်းတော့သူစိတ်ကလေးစောခွန်တဲ့အချိန်မစောပဲဘူးလားမကောင်းတဲ့ဇောပေါ့ဗျာဒေါ်ဇောပြင်ဒေါ်ဇောလောဘဇောပြင်လောဘဇောအဲ့ဒီပထမဇောကနေပြီးဟိုကံနေကိုတခါတည်းအားပေးလိုက်ဒါနဲ့မကောင်းမကောင်းရင်အားပေးတဲ့တည်းသိချင်းစုသေးရသဘောပါဘုရားတချို့တည်ရရတည်ရတာဒီဒီဘဝကံကလည်းကုညီလိုက်နောက်ကကံကလည်းအကျိုးပေးလိုက်သဘောကျ ဒါပြန်နောက်ကကံကဒကာရမတွေလိုက်လာတာသိကြတယ်သိကြပါဘူးဒါကဒီဘုရားမာဒီကံမျိုးပဲကူပေးလိုက်မယ်ဆိုတော့ဒီချိန်မှဒီနိုင်မှာပဲဒါကြယ်ဒုက္ခရောက်တဲ့ကွဲတွေမတွေ့ရတွေ့ရပါဘူးအဲ့ဒါအကုသိုလ်အကုသိုလ်ချင်းကူလိုက်တယ်ရှင်းမလားဒါပြန်တားမဲ့ကုသိုလ်မလားလို့ပေါ့ရှင်းမလားဒါပြန်ယူပေးတာဒီဒီဘုရားကံက အကူကြီးနောက်ဘဝကံကတကယ်ရှုပြီရှင်းမလားဒီဘဝကံကတော့ဗါတဲ့အကူကြီးပါဘုရားဘုရားကူကြီးပေါ့အကျိုးပေးတာကတော့နောက်ကံတွေကယူပေးတယ်ဆိုတာသဘောကျအဲဒီဘဝနောက်ကံတွေကအကုသိုလ်ကံလာတယ်ဒီဘဝအကုသိုလ်ကံပရမဇောကလည်းကူညီလိုက်မယ်ရှင်ဒီပုဂ္ဂိုလ်ကမချတော့ဘူးအကုသိုလ်ကျိုးပေးချိုက်တာ တပည့်ကြဒါပြန်သူ့မှာအကူကြီးကင်းမဲ့နေတယ်လေပဲမရဘူးလားအကုသူအကုသူရှင်းတာကူတော့တာပေးမဲ့ကံလာသေးဒါဖြင့်ဒီကဓမ္မလေးကြတော့ဘယ်လိုဆရာဘုန်းကြီးတို့ကဖရာတို့ကဘယ်လိုဟောရသလဲမင်းတို့အဘုဒ္ဓကံနေတော့ရှိတယ်ကွာဒါနဲ့တော့ကြကွာရှင်းမလားအဘုဒ္ဓကံကတော့မရှိဘူးလို့သွားယူလို့တော့မပေါ့တပည့်ကြလူတိုင်းရှိရှိပါ လူတိုင်းရှိတာကိုဥလာဝုတ္တရမေးကြည့်မယ်ဟုတ်လား